ကျွန်တော်ဒီနေ့မျှဝေပေးချင်တာလေးကတော့ data 2ရဲ့မှာရှိတဲ့ data validation ရဲ့အသုံးပြုပုံလေးပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ data validation ကိုဘယ်လိုနေရာတွေမှာအသုံးပြုကြလဲဆိုတော့ကျွန်တော်တို့ကဒီပြောနော်ကျွန်တော်တို့ရိုက်ချင်တဲ့ range တစ်ခုထဲမှာကျွန်တော်တို့ရိုက်ချင်တဲ့ဒီ table တစ်ခုထဲမှာ range တစ်ခုထဲ column တစ်ခုမှာ range တစ်ခုမှာပေါ့နော်ကျွန်တော်တို့ ဆဲတကူမှာကျွန်တော်တို့ရိုက်ချင်တဲ့အရာတွေကိုပဲရိုက်လို့ရအောင်တခြားဟာတွေပါမလာအောင်ကန့်တတ်ထားတာမျိုးပေါ့နော်ကျွန်တော်ဘယ်နေရာနဲ့တွဲတုံးတယ်လဲဆိုတော့ dependence.downlist လောက်တာပေါ့နော်ကျွန်တော်တို့ vlookup တို့ဘာလို့မှဒီကျွန်တော်တို့ ဒီ lookup value ကို dot down လေးနဲ့တော့ထည့်ထားတာမျိုးအဲ့လိုနေရာတွေမှာကျွန်တော်တို့ data validation ကိုအများဆုံးအတုံး data sorry data validation ကိုအဲ့လိုနေရာတွေမှာအတုံးပြုလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီဒီ collagen နဲ့စည်ရင်းလေးတွေပဲရိုက်ထည့်လို့ရအောင် ကတ်တက်တဲ့နေရာမှာအတုံးပြုတဲ့နေရာမှာ data validation ကိုအတုံးပြုတာဖြစ်ပါတယ်အဲကျွန်တော်ဥပမာဒီမှာ data validation က data 2ထဲမှာရှိပါတယ် data validation နဲ့ဝင်လိုက်မယ်ဆိုရင် setting ရဲ့ input message ရဲ့ error alert ရဲ့ဆိုပြီးရှိပါတယ်ဒီ setting ထဲမှာ ှာဆိုလို့ရှိရင်တော့ဒီမှာ allow ဆိုပြီးတော့ကျွန်တော်တို့ any value whole number decimal list date time tenants custom ဆိုပြီးရှိပါတယ် အဲ any value ဆိုရင်တော့ပေးရမှာစို့ပေါ့နော် whole number ဆိုရင်တော့ကိန်းပြေတွေကိုပဲခွင့်ပြုမယ်အဲ decimal ဆိုလဲ decimal တွေကိုပဲခွင့်ပြုမယ်ပေါ့နော် list ဆိုရင်တော့ကျွန်တော်တို့ပြုစုထားတဲ့စည်ရင်းလေးတွေကိုပဲကျွန်တော်တို့စည်ရင်းထဲမှာပါတယ်ပေါ့နော်စည်ရင်းထဲပါတဲ့ဟာတွေကိုပဲခွင့်ပြုမယ် date ဆိုရင်တော့ date တွေကလွယ် date တွေကိုပဲခွင့်ပြုမယ်ကျန်တာစာသားတို့ခဏန်းတို့ရိုက်လို့မရဘူး time ဆိုရင်လဲ time ကိုပဲခွင့်ပြုမယ် test land ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစာသားပါဝင်တဲ့စာသားအရှိပေါ့နော်6လုံး9လုံးတို့မဟုတ်အဲ6လုံးတက်များ တဲ့ဟာရှစ်လုံးတက်နေတဲ့ဟာအဲ့လိုမျိုးတွေပဲခွင့်ပြုမယ်ဆိုပြီးတော့ပြောတာပဲပြောတယ် custom ဆိုတာကတော့ကျွန်တော်တို့ဒီထဲမှာမပါတဲ့အရာတွေပေါ့နော် list လုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ custom ကကြတော့ formula လေးတွေနဲ့ချိန်တာမျိုးဥပမာအဲဒီ၅သက်ကြီးဟိုပါ formula လေးနဲ့ချိန်တာမျိုးဥပမာဆိုရင်ဒီမှာ count တွေရှိရပေါ့ count တွေဆိုကျွန်တော်တို့ duplicate value မဖြစ်ချင်ဘူးအဲဆိုရင်ကျွန်တော်တို့အဲ့ duplicate value မဖြစ်အောင် counter တာမျိုးတွေကိုအဲ့လိုမျိုးလေး formula လေးတွေရေးပြီးတော့လုပ်တယ်လုပ်လို့ရပါတယ် အဲဒီနေရာမှာဆိုရင် ကျွန်တော်ကအဲဒီမှာဆိုရင်ကျွန်တော် list လေးနဲ့အရင်ကျွန်တော်ပြပေးမယ်ပေါ့နော်အဲဆိုကျွန်တော် list ကိုဒီမှာကြံတဲ့ဟာလေးတွေကတော့ရှင်းပါတယ်တဲဟိုဟာပေါ့ whole number ဆိုလဲ whole number ကိုရွေးပြီးတော့ကျွန်တော်တို့ between ဟိုရွေးမလားเนาะ equal to ရွေးမလားပေါ့နော်အဲ့လိုမျိုးလေးတွေရွေးသွားလို့ရတယ်ကျွန်တော်ဒီနေရာမှာအဓိကပြောချင်တာကတော့ list ကိုအသုံးပြုတာနဲ့ custom ကိုအသုံးပြုတာလေးကိုတစ်ချက် ဒီအဲ့လေးကိုပြောချင်တာပါ list ကိုဆိုရင်ကျွန်တော်တို့ဥပမာ list နဲ့အသုံးပြုမယ်ဆိုရင်ကျွန်တော် list ကိုရွေးလိုက်မယ် list ကိုရွေးပြီးရင်ကျွန်တော်ဘာမှမလဲဆိုတော့ကျွန်တော်ရှိမှာဒီမှာဆိုရင်ဒါကျွန်တော်ကဒီမှာပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ ဒီမြင်းဆောင်လေးတွေပေါ့နော်ကျွန်တော်မပုံတင်ရှင်းမှာပါတယ်မြင်းဆောင်လေးတွေ14ခုရှိတယ်မြင်းဆောင်14ခုကိုကျွန်တော်ဒီမှာလေးစင်းလေးလုပ်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကဒီနေရာမှာကျွန်တော်ကမြင်းဆောင်လေးတွေကိုကျွန်တော်ရိုက်ထည့်ရင်ရိုက်မထည့်ကျင်တော့ပဲနဲ့ရွေးလို့ရအောင်ရိုက်ထည့်ရင်လည်းဒီဆက်က14ခုပဲဖြစ်အောင်ပေါ့နော်တခြားဟာတွေဝင်လို့မရအောင်ကျွန်တော်ကန့်တက်မယ်ဆိုရင်ကျွန်တော်ဒီနေရာလေးကိုဒါလေးကိုဆက်လက်မှတ်လိုက်မယ်ဆိုရင် okay လို့ပေးလိုက်မယ်ပေါ့နော် sorry ကျွန်တော်ဒီနေရာမှာအရင် sorry เนาะကျွန်တော်ဒီနေရာမှာအဲ့အရာလေးကိုပြမယ်ဆိုရင်ကျွန်တော်ဒီနေရာမှာကာဆာလေးအရင်ချမယ်အဲပြီးတော့ data data validation တွေက list ကို list ကိုယူမယ်အဲ့ပြီးရင် source ကတော့ကျွန်တော်ဒီဒီစည်ရင်းလေးပေါ့ကျွန်တော်အခုဒီလောက်ထားတဲ့စည်ရင်းလေးအဲ့လေးကို okay လို့ပေးလိုက်မယ်အဲ့ဆိုရင်သူကဒီမှာကြာလာပြီဒီမှာကျွန်တော်အလွယ်တကူရေးသားလို့ရပြီအဲ့ကျွန်တော်ဒီနေရာမှာငားလို့ပဲရိုက်လဲမယ်မြင်းသောမပေါ့သူရိုက်လို့မရတော့ပါဘူး ။ငါမြင်ဆောင်ဆိုမှပဲသူရဲ့ကျွန်တော်ထဲမှာပါတဲ့ဒီ14ခုကလွင်ရင်ကျွန်တော်ကျန်တာတွေရိုက်လို့မရတော့ပါဘူး။အဲ့မှာကျွန်တော်ကဒီနေရာမှာဒီလိုရိုက်ထည့်လိုက်လို့ရှိရင်ပေါ့နော်ကျွန်တော်ဒီထဲကိုပြန်သွားကြည့်မယ်။ impost message message ထည့်ခြင်းနဲ့အဲ့ဒါဆိုရင် impost message က impost message နဲ့အဲ့ဒါ alert stone ပြု impost message ဆိုတာတော့ကျွန်တော်တို့ဒီမှာဒီနေရာမှာထားအတွက်အသုံးပြုထားရလဲဆိုတာလေးကိုကျွန်တော်တို့ထည့်လို့ရတယ်။ title ဆိုဥပမာကျွန်တော်တို့ကဒီဟာပေါ့ မြင်းဆောင်နေပေါ့နော်မြင်းဆောင်နေလို့ထားလိုက်မယ် input message မှာဆိုလို့ရှိလို့ရှိရင်1 to 14ပေါ့နော်1 to 14အဲအဲ့လိုလေးပေးထားလိုက်မယ်ပေါ့ okay ဆိုရင်သူကဒီမှာလေးပြနေမြင်းဆောင်1 to 14ဆိုတာလေးကဒီမှာလာပေါ်နေကျွန်တော်တို့ဘာအတွက်ပေးထားရလဲဆိုတာကိုဒီမှာနှိပ်လိုက်တာနဲ့သိနိုင်တယ်ပေါ့နော်အဲ့နောက်နောက်တစ်ခေါက်ပြန်သွားကြည့်မယ်ဆိုရင်ဒီမှာ error alert ထည့်မယ်ဥပမာဆိုရင်ဒီမှာဆိုရင် stop stop အခုဆိုရင်ကျွန်တော်တို့က stop ဖြစ်နေအဲ့တော့ကျွန်တော်တို့ low wire ရိုက်လို့မရဘူးအဲဒီနေရာမှာတော့ကျွန်တော်တို့က running လို့ပေးလိုက်မယ်ပေါ့ running ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရိုက်လို့တော့တွားရိုက်လိုက်မယ်ဆိုတော့ running ပေးမှာဒီမှာဆိုကျွန်တော်ဒီမှာရိုက်လိုက်မယ်ငားလို့ရိုက်လိုက်မယ်ဒါဆိုသူက running ပေးလာခဏနေတော့ကတော့လုံးဝရိုက်လို့မရဘူး no လို့ပြအခုချိန်မှာဆိုရင်တော့ဒီ သူကဒီမှာပြထားပြပါတယ် the value does doesn't match the data validation visitation and define for test ပေါ့နော်ဒီကောင်ကကန့်တတ်ထားတဲ့အထဲမှာမပါဝင်နေဘူးပေါ့အဲဆက်သွားမှာလားဆက်သွားမယ် yes လို့ပေးလိုက်တဲ့ဆိုရင် तू ကခွင့်ပြုသွားမှာပါ तू ကခွင့်ပြုမလားခွင့်မပြုဘူးလားဆိုတာကိုမေးတာပေါ့နော် running ပေးလိုက်တာဒီကောင်ကတော့မင်းကန့်တတ်ထားတဲ့မှာမပါဘူးမင်းရွေးမလားမရွေးဘူးလားလို့ running ပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ် okay ပြီးတော့ဒီနေရာမှာလည်း information အဲ့အဲ့ဒါ alert မှာလည်းကျွန်တော်တို့က information တွက်ထည့်ထားလို့ရရပေါ့ဘယ်ဟာကိုကျွန်တော်တို့ information လုတ်ချင်တယ်လဲဆိုပြီးတော့ contact ထားလို့ရရဒီ information ကိုရွေးပြီးတော့ tell မှာပေးလို့ရတာပေါ့နော်သူကအဲ့ဒါဆိုရင်အချက်လက်လေးတွေကြာလာမယ်ပေါ့အဲ့ဆို information ကကျွန်တော်ဥပမာ not allows လို့ရေးလိုက်မယ်ပေါ့ okay အဲ့ဆိုပေးလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ရိုက်ကြည့်လိုက်မယ်အဲ့ဆို not allow သူကခွင့်မပြုဘူးဆိုပြီးသူကြာလိုက် okay ကျွန်တော် okay ပေးလိုက်ရင်တော့ तू อ่ะခွင့်ပြုมาပါ okay ခွင့်ပြုมาလားပေါ့ तू อ่ะကန့်တတ်ထားတယ်ခွင့်ပြုมาလားလို့ကျွန်တော်ကိုမေးတာပါပြီအဲ့ဆိုရင်ဒါရောအဲ့ဒီအဲ့ဒါ ls နဲ့ import message ကိုတုံးတဲ့အလုံးလေးပေါ့နော်ဒါ list ကိုတုံးတယ်ဒီ list ကိုဒီလိုလဲတုံးလို့ရတယ်လို့နောက်တနည်းအနေနဲ့ဘယ်လိုတုံးလို့ရတယ်လဲဆိုတော့ကျွန်တော်တို့ရိုက်ထည့်ပြီးတော့လဲတုံးလို့ရတယ်ပေါ့ဥပမာဆိုရင်ကျွန်တော်ကတင်းမြင်းဆောင် comma နှစ်မြင်းဆောင် comma သုံးမြင်းဆောင်ကော်မှာပေါ့အဲ့လိုမျိုးရိုက်ထည့်ပြီးတော့လဲသုံးသွားလို့ရပါတယ်အဲ့လိုရိုက်ထည့်ရင်လဲအတူတူပဲဥပမာဆိုရင်ကျွန်တော်ဒီနေရာမှာပေါ့နော်ဒီကုတ်လေးတွေပေါ်ကျင်တယ်ဒီနေရာမှာဒီကုတ်ပေါ်ကျင်တယ်အဲ့ဒါဆိုရင်ဒီနေရာမှာကာဆာထားမယ် data validation နဲ့ကိုသွားမယ်အဲ့ဒါပြီးရင် list ကိုရွေးမယ်ပြီးတော့ဒီနေရာမှာ303လုံး1ကော်မှာ303လုံး1ကော်မှာ303လုံး3ကော်မှာ303လုံး4 okay လို့ပေးလိုက်ရင်လဲဒီနေရာမှာပေါ်ပါတယ် ဒီလိုမျိုးလေးလည်းရတယ်တခါတယ် list ကိုအဲ့ဒီငကိုရှိနေတဲ့ range ကိုတွားရိုက်လို့လည်းရတယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ရိုက်ထည့်ရင်လည်းရတယ်အဲနောက်တစ်ခုနောက်တစ်နည်းသုံးတာကြတော့ဒီကောင်ကို name ပေးလိုက်တာပေါ့နော် device name ပေးပြီးတော့လည်းတွားသုံးလို့ရတယ်ဥပမာဆိုကျွန်တော်ဒီကောင်ကြီးကုတ်ဒီကုတ်ကိုကျွန်တော်ကအဲဒီမှာဒီနေရာမှာလာပေါ်ခြင်းနဲ့ပေါ့ဒီနေရာလေးမှာပေါ်ခြင်းနဲ့ဆိုရင် ဒီကုတ်ကိုကျွန်တော် defining ပေးပြီးတော့မှတုံးလို့လည်းရပါတယ်အဲ့ဆိုကျွန်တော်ဒီမှာ defining ပေးမယ်ဆိုရင်ဒီကောင်ကိုကျွန်တော် select မှတ်လိုက်မယ်ပြီးရင် defining ပေးဖို့အတွက် formula တွေက defining မှာ formula တွေက defining အဲ့ဒါကိုကျွန်တော်ကုတ်လို့ပဲပေးလိုက်မယ်ပေါ့နော် okay လို့ပေးလိုက်မယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီနေရာမှာရေးမယ်ဆိုရင် data တွေက data validation တွေကကျွန်တော် list ကိုရွေးမယ်အဲ့ဒါပြီးရင်ဒီနေရာမှာ equal ကုတ်လို့ရိုက်လိုက်မယ် equal ပါရပါမယ်เนาะ equal code ဆိုပြီးတော့มาဖြည့်ရပါမယ်ကျွန်တော်ခဏနေတုန်းကဒီကောင်လေးကို code လို့နာမည်ပေးခဲ့တာဖြစ်တဲ့အတွက် equal code ဆိုပြီးရိုက်လိုက်မယ် okay အဲဆိုရင်ဒီမှာခဏနေက၄ခုပေါ်လာပါပြီအဲဒီနေရာမှာ ကျွန်တော်က equal code လို့မပေးဘဲနဲ့ equal မပါဘဲနဲ့ code ကြီးပဲရိုက်လိုက်မယ်ဆိုရင်ဒီနေရာမှာ code လို့ပဲလာပေါ်ပါတယ်အရှိမကျွန်တော်တို့က list group ဒီ ူရဲ့ list လေးပါဝင်ဖို့ဆိုလို့ရှိရင်တော့ equal ထည့်ရမယ်ခဏ equal မထည့်ဘူးဆိုရင်တော့ခဏနေတော့3ည3လုံးတက်လို့မျိုးပဲသူရိုက်ထားတဲ့စာသားကိုပဲလာပေါ်ပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က list နဲ့ candidate တဲ့ဟာဖြစ်တယ်နော်။အဲ့ဒီ candidate ရရဲ့ input message ရဲ့ error alert တွေကိုထည့်တဲ့ဟာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့က custom ပေါ့နော်။ အဲ့တော့ကျွန်တော် custom ကြတော့ဘယ်လိုသုံးမလဲပေါ့နော် custom ကိုဆိုရင်ကျွန်တော်တို့ formula လေးတွေရေးပြီးသုံးလို့ရတယ်ပေါ့ဥပမာဆိုရင်ကျွန်တော်ကဒီနေရာမှာဒီ code တွေကို duplicate မဖြစ်ချင်ဘူးဒီ code တွေကိုကျွန်တော်က duplicate မဖြစ်ချင်ဘူးအဲ့ဆိုကျွန်တော်ဘယ်လိုရေးမလဲဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်တတော်အခုပေါ့နော်ဒီ data validation နဲ့ custom အသုံးပြုတဲ့ပုံလေးကိုကျွန်တော်ပြောပြသွားမယ်ပေါ့နော်အဲ့ custom ကကျွန်တော်တို့ formula တွေရေးပြီးတော့လေအဲကျွန်တော်တို့ ဖွန်မြူလာတွေရေးပြီးလဲထည့်လို့ရတယ်။အဲဒါမဟုတ်ဆိုကျွန်တော်တို့ဒီခဏနေတုန်းကဒီ allowance ပေါ့နော်။ပုံမှန်ခွင့်ပြုထားတဲ့ထဲမှာမပါတဲ့အရာလေးတွေပေါ့။ဥပမာဆိုရင်ကျွန်တော်တို့ weekend တွေကိုပဲကျွန်တော်တို့ဒီထဲမှာထည့်ခွင့်ပြုမယ်။အဲ weekday တွေပဲထည့်ပင်ပြုမယ်။အဲ့လိုမျိုးတွေလည်းရေးလို့ရတယ်။အဲနောက်တစ်ခုကကြတော့ဟိုကျွန်တော်တို့ဒီ ဟိုပါဗောဒီ A နဲ့ 6B ရဲ့မြောက်လက်ကိုပဲဒီနေရာမှာခွင့်ပြုမယ်အဲ့လို formula လေးလည်းရေးလို့ရရပေါ့ကျွန်တော်ဒီနေရာမှာရေးသွားမှာကျွန်တော်ဒီ code တွေပေါ့နော်ဒီ code ကိုထည့်တဲ့အချိန်မှာကျွန်တော်က duplicate value မဖြစ်ချင်ဘူးပေါ့အဲ့ဆိုအဲ့ duplicate value တွေကိုကျွန်တော်ခွင့်မပြုဘူးလို့ပြောချင်တာအဲ့ဆိုကျွန်တော်ကဒီနေရာမှာ duplicate value ဖြစ်မဖြစ်ကိုပေါ့နော်အဲကျွန်တော်အရင်စစ်လိုက်မှာပေါ့နော်စစ်လိုက်မယ်ဆိုရင်ကျွန်တော်ဘာနဲ့တွက်မလဲဆိုတော့အဲ duplicate value ဖြစ်မဖြစ်ကို count if နဲ့တွက်မယ် ကောင် if နဲ့တွက်လိုက်တဲ့ဟာဒီညီ1နဲ့ညီမယ်ဆိုရင်တော့ဒါ duplicate value မဖြစ်ဘူးအဲ့ဒါဆိုရင်ကျွန်တော်ခွင့်ပြုမယ်အဲ့ဒီ1နဲ့မညီဘူးဆိုရင်တော့ကျွန်တော်ခွင့်မပြုဘူးလို့ကျွန်တော်ပြောမယ်ပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့ဒီမှာကျွန်တော် formula ရေးမယ်ဆိုရင် equal c o u n ဒီကောင် if formula ကိုဒီထဲမှာထည့်လိုက်မှာပေါ့နော်ကောင် if အဲ့ပြီးတော့ကျွန်တော်ကဒီကျွန်တော်ဒီကောင်လေးကိုဆက်လက်မှတ်လိုက်မယ်အပြင်အကောင်လေးကိုကျွန်တော်ကမွှေ့ကျင်တော့ဘူးအဲ့အတွက်ဂိမ်းတွေလုပ်မယ် အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ criteria count is မှာဆိုလို့ရှိရင်ဒါ range ရှိမယ်ပြီးတော့ criteria range ရှိမယ် criteria ရှိမယ်ပေါ့နော်အဲ့တော့ဒါ criteria rate criteria ကတော့ဒီ count ပေါ့နော် a3 ဒါ a3 ကိုတော့ကျွန်တော်တို့ law မခတ်ဘူးဘာဖြစ်လို့လဲဆိုကျွန်တော် a3 ပြီး a4 a5 အဲ့လိုသွားမှာဆိုတော့အဲ့ဒါပြီးလို့ရှိရင်ဒီ count นี้ဘာဖြစ်ရမလဲဆိုတော့1နဲ့ညီရမယ်အဲ့ပြီးတော့ကျွန်တော်အဲ့ဒါ ls လေးလေးပေးလိုက်မယ်အဲ့ဒါဘယ်လိုမျိုးလေးပေးတယ်လဲဆိုတော့ပေါ့နော်အဲ ဂျူပလီကိတ်ဆိုပြီးတော့အဲလေကျွန်တော်ဂျူပလီကိတ်ဗဲလူထည့်လိုက်မိပြီဆိုရင်ဂျူပလီကိတ်အန်ထရီဆိုပြီးတော့ကျွန်တော်အန်တာဆိုပြီးတော့ကျွန်တော်ပြလိုက်ကျွန်တော်ပြလိုက်မယ်ပေါ့နော်ဂျူပလီကိတ်အန်တာဆိုပြီးတော့ပြလိုက်မယ်โอเคလို့ပေးလိုက်မယ်အဲစတော့ပဲထားမယ်ကျွန်တော် information နေနဲ့ပဲပေးလိုက်မယ်ပေါ့နော်စတော့ပဲထားမယ်အဲဆိုကျွန်တော်ဒီမှာ3ည3လုံး sorry 3ည3လုံးတစ်ကိုရိုက် သူကဒီမှာ duplicate enter ဆိုပြီးတော့ပြနေတယ် withdraw ရင်ပြန်ကြိုးစားကြည့်ပါပေါ့အဲဆိုကျွန်တော်ဖြတ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာငားလို့ရိုက်မယ်ဆိုရင်တော့သူကရိုက်ထဲလို့ရသွားပါပြီဒါဆိုရင်တော့ရိုက်ထဲလို့ရသွားပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ data validation ရဲ့အသုံးပြုပုံလေးတွေကိုကျွန်တော်မျှဝေပေးသွားတာဖြစ်ပါတယ်အဓိကကတော့ကျွန်တော် list နဲ့ custom ရဲ့အသုံးပြုပုံလေးကိုမျှဝေပေးသွားတာဖြစ်ပါတယ်ဒီ custom မှာဆိုလို့ရှိရင်ကျွန်တော်ခုလိုမျိုး duplicate value တွေကို ဟိုပါပေါ့ duplicate value တွေကိုဒီမပါဝင်အောင်ကန်တက်လို့ရတယ်ပေါ့ပေါ့နော် custom ထဲမှာဆိုရင်ကျွန်တော်ပြောလို့လို့ 10A နဲ့ 10B ရဲ့မြောက်လက်ကိုထည့်မယ်အဲ့လိုမျိုးတွေလည်းပြောလို့ရတယ် width တွေကိုပဲခွင့်ပြုမယ်အဲ့လိုမျိုးတွေလည်းကျွန်တော်တို့ formula တွေရေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်